အဲ့တော့ယောက်ျားကမက်ဖန်ကနေစပြီးတော့ဒီမှာရွှေတနတ်လာတန်းယောက်ျားရေမိမလေးလေးလားစီးပွားရေးလုံးမလို့လုံးတစ်ခုလုံးမလို့အာရွှေဆိုင်ဖွင့်မလို့မိမရွှေဆိုင်ရွှေဆိုင်ဖွင့်မလို့အခုလိုင်းဘုံမှာကြည်ရင်ကြည်ရင်လည်းဟိုရွှေဆိုင်ဖွင့်တဲ့လူတွေလည်းအများကြီးဆိုမိမအားကြရလေလို့ရွှေဆိုင်လေးဆိုင်တော့ပိုင်ချင်တာပေါ့ဟုတ်တယ်ငါပြောမယ်ရွှေဆိုင်ဖွင့်အောင်အင်းနေရွှေချောင်းဖန်တာလေနေနားလေဆိုနေဝတ်တက်တာပဲရှိရပဲအဲဒီဇိုင်းရွေးတက်တယ်ဝတ်တက်တယ်လောက်ပဲဘာမှတွက်တက်တက်တာမတက်ဘူးနမနှစ်ချက် ငခီးမသွားတော့ဘူးလားသွားမှာပေါ့ခီးရခီးသွားလေဆိုင်ရကိုထိုင်နေကြမှမလို့တာစီးပွားရေးတစ်ခုနေနဲ့ဖွင့်ထားကြတာလीပြီးရင်အဲ့ရွှေဆိုင်ဖွင့်ဖို့အတွက်ကိုမိမမှာအကြံစီရှိပြီလားနော်အဲ့တော့ရွှေဆိုင်တဆိုင်ကိုဘလို့လောက်ပြီးတော့အစာဖြူပြီးတော့ဖွင့်ရလဲဆိုတော့ဒီ vlog နဲ့မှတ်တမ်းတင်ပြီးတော့ပြနော်မင်းရွှေတိုင်းဖွင့်မယ်ဆိုတော့ငါဘလောက်ကုန်မှာအဲ့ဒါကုန်တော့မဟုတ်ဘူးလေအဲ့ဒါ investment เนาะအဲ့ရီတို့လိုမျိုး ရွှေဆိုင်မျိုးလည်းမရှိဘူးကွာ။တော့ရွှေချောင်းလည်းတိတ်နားမလဲတဲ့လူတယောက်နေနဲ့ရွှေဆိုင်စဖွင့်တော့မယ်ဆိုလို့ရှိရင်အကောင်းဆုံးကတော့စိတ်ချရတဲ့ရွှေဆိုင်ကြီးတစ်ခုကနေပြီးကွာလက်ကားယူလိုက်တာအကောင်းဆုံးပဲ။အဲဆိုလို့ရှိရင်တော့ပဋိပိန်တွေပါလေဘာမှကိုတီထောင်းနေကြလည်းမလို့တော့ဘူးလေ။ဟုတ်တယ်မလား။မကြီးကလေအခုရွှေဆိုင်ဖွင့်ကြလို့စဉ်းစားနေတာ။အဲ့တော့အမတို့ဆိုင်မှာလက်ကားပေးတယ်ဆိုလို့လက်ကားယူတယ်။ဒီရွှေလေးအကုန်ယူလို့ရတယ်။ဒီမှာလေးတိုက်တာကြည့်လက်ကားပေးတယ်။လက်ကားစေးတိတက်ရှိတယ်။ โอเคအခုဒီရွှေဆိုင်မှာဆိုလို့ရှင်ရလေယူရိုလိုလက်ကားလိုချင်တဲ့သူတွေတို့လိုရွေးတဲ့ပစ္စည်းသေးသေးလေးကနေစပြီးတော့အတင်ကြီးလို့ခေါ်တာပေါ့နော်ဒီလိုမျိုးရွှေပရက်ကြီးတွေပြီးရင်အဲ့လိုရွှေချုံထွားတယ်ရွှေအင်းကြီးတွေရွှေပတ်ဆံအိတ်တွေအဲ့လိုပစ္စည်းအကြီးတွေအထိလက်ကားယူလို့ရတယ်ပြီးရင်တိရားကြတော့သူကကိုပိုင်ပဒင်ရှိတယ်အဲ့ခါကျတော့အရော့ရက်တအားသက်သာတယ်။တလအတွင်းကိုဒီပစ္စည်းမှာဘာမှ error မရှိဘူးဆိုလို့ရှင်အရှုံးမှုရှိပြန်လဲပေးတယ်။စီးလေးတွေနဲ့ရွေးလာအောင်ပဲပေါ့နော်။အဲ့တော့တေးသေးလေးတွေကနေစပြီးအကြီးကြီးတွေတော့အကုန်ယူရမှာပဲ။ လက်စွပ်လေးတွေလည်းအများကြီးပဲဒီဇိုင်းတွေစုံနေဟဲ့ရပြီဟုတ်မင်းပါလက်ကားယူတာဆိုတာလေအကုန်လုံးဝတ်ကြည့်ဖို့လိုးလို့လားလိုးတာပေါ့ကိုကြိုက်မှကက်ဆက်မားကြိုက်မှလေအဲ့တော့ကိုကြိုက်မကြိုက်ကဝတ်ကြည့်မှတိမှာပေါ့ဗျာကြားတော့တော့တော့မတော်ထိုင်နေပါဘာမှလည်းနားလည်ရလည်းမဟုတ်ဝင်ရှုပ်ဒီမှာကြည့်ပါဦးသူ့ရဲ့ရွှေတဲ့တွေကလေဟာလုံးဝပေါ့အတုံးလိုက်အတက်လိုက်နေအကြီးကြီးဒါပေမဲ့လုံးဝဟိုရိုးမနေဘူးကွာဒီဇိုင်းတွေကလည်းဒီဇိုင်းစမ်းနေပေါ့နော်အခုဒီမှာကြည့်ဒီဒီဇိုင်းလေးဆိုလို့ရှိရင်ဒါကြီးတို့မြမဆိုင်းဝိုင်းကမောင်းလေမောင်းပုံစံလေးခတ်ထားတယ်ဒါလေးက လက်စွပ်ကလေးလဲမောင်းပုံစံလေးနှက်ခက်လေးလဲမောင်းပုံစံလေးဒီဆွဲကျိုးလေးကနှစ်ချက်ကြော်နှစ်ချက်ခွဲလောက်ပဲရှိတယ်အဲနှစ်ဆွဲက12ပဲရှိတယ်လက်စွပ်လေးဆို9ပဲပဲရှိတယ်အမြင်အားဖြင့်ရွှေတွေကအရန်ထည့်ပြီးအထည့်အကြီးကြီးဖြစ်ပြီးမြွှေချိန်ကတော့တော်တော်လေးနည်းတယ်ရွှေချိန်တက်တာတယ်ပေါ့နော်နောက်တစ်စုံတော့ဝစီအောင်ဒါလေးကဟိုစတန်ပုံလေးနဲ့တခါလေးယူတော့ဒီဆွဲကြုံလေးဆိုလို့ရှင်ဒါတီတာမှာအရန်ပေါက်တဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးက3ချက်ခွဲဝန်းကျင်ရှိတယ်ပြီးရင်မှသူ့ရဲ့ငကက်ဒီဇိုင်းလေးကြည့် ရွှေတွေကိုဘလောက်အများကြီးဝတ်ထားဝတ်ထားလုံးဝရိုးမနေဘူး တော့အချိန်ဆုံးကတော့ဒီမှာသူ့ရဲ့ဒီ logo မှာစိန်အစစ်ပတ်ထားတာပေါ့နော်ရွှေအစစ်စိန်အစစ်နဲ့တင်ဖို့ပဲဒါ3500ဝန်းကျင်လောက်ရှိရဲ့ဒီအိတ်တလုံးကဒါကြောင့်မင်းမောင်ဆန္ဒပြောရလေနေရတဲ့ရွှေအကြောင်းနားမလဲပဲနဲ့ဘလို့ရွှေဆိုင်ဖွင့်မှာလဲဆိုအေးနေမနားမလဲကိစ္စကိုဒီဆိုင်မှာရွှေလက်ကားယူလို့ရှိရင်မှာအနေတီတာကိုယ်တိုင်ကရွှေတန်တန်းအလကားတင်ပြီးတာနော်ရွှေတန်တန်းဆိုတာမျိုးကရေတို့ကအပြင်မှာသွားတက်လို့ရှိရင်တိတ်ုံကြားချီပေးရတာလေဒီမှာကဒီကလက်ကားယူလို့နဲ့ရွှေတန်တန်း free tag ကမယ်အဲ့ဒီအပြင်ပေါ်မှာရွှေဆိုင်ဒီဇိုင်းဖွင့်ဖို့အတွက်လိုအပ်တာတွေအကုန်လုံးကို support ပေးတာဥမာဒီလိုမှန်ဖုံးနေပါတယ်ပေါ့ဒါတွေကဆက်အကုန်စီစ င်ပြရအောင်ဘလောက်ဆင်ပြရအောင်เนาะအဲ့တော့ယောက်ျားကမက်ဖန်အနေစပြီးတော့ဒီမှာရွှေတင်တန်းလာတက်အဲ့တော့ရွှေတင်တန်းကြတော့မိမအုံအောင်မကောင်းဘူးတို့ရချက်အဲ့တော့တက်လာတက်ချက်ချင်းအုံအောင်မကောင်းတော့ဟာလေးဝကြည့်အဲဆိုလို့ရှိရင်ကျိုးက၈ချက်ခွဲဝင်ကျင်ရှိရယ်ဆွဲတီးက၂ချက်ဝင်ကျင်ရှိရယ်ဆိုတော့မိမတို့စိုင်ဖွင့်လိုက်လို့ရှိရင်ဒါမျိုးတွေယောက်ျားနှိမ့်တိုင်းအထည်လေးဝတ်လို့ရပါတယ်။ဟုတ်ဝဲကြမလို့တော့ဘော်ဒီက၃ယောက်တော့မှားပြီ။အတင်ကြီးဆိုတာဒါမျိုးကြီးတွေကိုပြောတာ။ဟုတ်မိုက်လိုက်တာမကြည့်အောင်မျက်နှာနဲ့ရှင်ကြည့်ရင်တော့မှမျက်နှာအသေးသေးလေးဖြစ်သွားတယ်။ ကိုရီလိုအချစ်ကြီးရတဲ့သူတွေကဒီလိုနှလုံးသားကြီးကြီးဆိုရမှအဆင်ပြေတာအကြီးကြီးပဲဒီမှာပြောနှလုံးကြီးကြီးနဲ့လှလိုက်တာဟိုဟိုအသေးသုံးဆင့်လေဟိုဖဲပြသုံးဆင့်လေဟိုဖဲပြသုံးဆင့်လေချက်တော့ကြည့်မယ်ကြီးစားရလေဟောက်လိုက်တာမာလေးအခုရေဝတ်ထားရဆိုလို့ရှင်ဒါဆိုရင်ဆွဲကျိုးဆိုရင်ဖဲပြလေးသုံးဆင့်နဲ့တော့ဒီကျိုးလေးဆိုလို့ရှင်လေအလုံးလေးတွေရောမှအထဲမှာသူကလေအပေါက်ပေါက်လေးမျိုးလေးဖောက်ထားနေတယ်ငကက်လေးလည်းလှတယ်ငကက်လေးကလည်းအောက်ကလေးဒီမှာဆုတ်ကလေးရဲ့ လက်ကောက်ကလေးရဲ့အကုန်လုံးဒီဇိုင်းစင်တူလေးပေါ့နော်တီတာမာကဆက်ပဒိန်ရောလက်ပဒိန်ရောရတယ်အခုရီဝတ်ထားတဲ့တစ်ဆက်လုံးဆိုလို့ရှိရင်ခင်မီ 3D ဆက်နဲ့လုတ်ထားတာပေါ့နော်ဒီတစ်ဆက်လုံးอ่ะအားကြောင့်လို့ဒီဇိုင်းလေးကကြည့်လိုက်တာလို့အရန်ကိုချစ်စရာကောင်းနေတာဟဲ့မဒါဟောလေဒါ net ကားလေးဒီမှာတုံးတာမှာ net ရတုံးတဲ့ပစ္စည်းရတီတာမာကဒါမြန်မာနိုင်ငံမှာပထမအဦးဆုံး net ဆရာပစ္စည်းတွေကိုကိုပိုင်ဒီဇိုင်နာနဲ့ဒီဇိုင်းဆွဲရဲမှာကိုပိုင်ပထိန်မှာထုတ်တာဒါဆိုလို့ရှိရင် net ဆရာရဲ့ဟိုကဘောင်းတော်ခေါ်လာဒီခေါင်းမှာတတ်တဲ့ဟာပေါ့မှဒါဆိုရင်ရေစက်ချတဲ့ ကရားနဲ့ဖလားလေးနဲ့ဒီလိုရေစက်ချတာလဲရွှေအစ်စ်နဲ့ယူလို့ရတယ်။ဟောတိရရွှေဆိုင်မှာရုပ်လိုမျိုးရွှေဆိုင်ဖွင့်နေတဲ့တွေလက်ကားယူမယ်ဆိုလို့ရှိရင်3900ရှိယုံနဲ့စိုင်တဆိုင်ဖြစ်အောင်လို့စီစဉ်ပေးရပါတော့နော်။တိရမှာလေရွှေထဲပဲရှိတာမဟုတ်ဘူးနော်။ကြောက်ထဲ၊စိန်ထဲ၊ပလက်တင်နဲ့ 18KT အကုန်လုံးရတယ်။ပြီးရင်အဖြစ်စီတွေအကုန်လုံးကလည်းလက်ကားယူလို့ရတယ်ခဲ့။ဝတ်ကြည့်လိုက်အောင်မယ်။ဒါဆိုလို့ရှိရင် blue topaz လေးနဲ့စိန်လေးနဲ့ခတ်ထားတဲ့အထည်လေးပေါ့နော်။အထည်လေးကအထည်ကြီးကြီးလေးနဲ့တကယ်ကိုပွဲတိုးတယ်ပွဲထိုင် ပေါ်တက်လို့ရတဲ့အထည်ဒီဇိုင်းမျိုးလေးပေါ့နော်ရွှေထည်ပဲဖြစ်ဖြစ်စိန်ထည်ပဲဖြစ်ဖြစ်အကုန်လုံးကိုခင်မီဆက်ကြီးရည်နဲ့စမ်းသပ်ပြီးတော့မှရေသွေးပြည့်မီတော့မှအထည်တွေကိုထုတ်တာအဲ့တော့ရွှေထည်ဆိုလို့ရှိရင်လည်းရွှေရည်ပြည့်တယ်စိန်ထည်တွေဆိုလို့ရှိရင်လည်းစိန်ကောင်းစိန်သားတွေကိုပဲတုံးထားတာနောက်တစ်စုံကိုကြည့်လိုက်အောင်မယ်ဒါလေးကတီတာရွှေကြိုင်မှာနှင်းပန်းဆက်လို့ခေါ်တာပေါ့နော်ဟားလိုက်တာစိန်လေးတွေကိုနုဖတ်အုပ်အပ်ပြီးတော့လေကြွရွနေရပဲခတ်ထားတဲ့ဒီဇိုင်းလေးရလေဒီမှာဒါကလက်က မနှင်းပန်းလက်ဆက်ကလေးတွေပန်းလက်ဆက်ကလေးတွေဒီတစ်ဆက်လုံးဆိုလို့ရှိရင်တော့သူကသိန်းတစ်ထောင်ကျော်ဝန်းကျင်လောက် တော့ရှိတာပေါ့နော်တီတာကရန်ကုန်မြို့မှာတင်ကိုပဲစိုင်ခွဲပေါင်း၄ဆိုင်ရှိတယ်အဲ့တော့ကြီးလဲစိုင်ဖွင့်ဖို့အတွက်ကိုဒီမှာအဲတွက်ချက်လာအောင်ပါလေကုန်ကြစရိတ်လေးတွေအဲ့တော့နောက်နေ့မှပြန်တွေ့ပါမယ် one week later ဟဲ့ရေတန်းကစင်ဟမ်နင်ရွှေစိုင်ဖွင့်မယ်ဆိုဘယ်လိုလုပ်မှာလဲပြောပါအောင်အဲ့ဘယ်လိုဘယ်လိုဆုံးတက်မှာ မိမကရွှေဆိုင်ဖွင့်နေဆိုတာဆိုင်ရွှေတွေယူခွင့်ချင်လို့လေအဲဝန်ခံပါပြီစီးပွားရေးလုပ်ကျင်တယ်ဆိုတာရောက်ဖော်နေတာဝန်ခံပါပြီအဲ့တော့နေဆိုင်မှာအနီတီယာနဲ့တွေ့ရတယ်အနီတီဒါရီးရဲ့ပွဲတက်ချင်တာပဲဖြစ်ဖြစ်ဝှေ့ချင်တာပဲဖြစ်ဖြစ်စပွန်ဆာပေးမယ်တဲ့လာငါဝတ်ပါအဲ့တော့ဘာလို့မဖွင့်တော့မှလဲယောက်ျားရဲ့ဟုတ်တယ်မလားအဲ့တော့အေးဆေးပဲနေလို့တော့မယ်အဲ့တော့ရီးကတော့ရွှေဆိုင်မဖွင့်သေးပါဘူးအဲ့တော့ရွှေဆိုင်ဖွင့်နေတဲ့လူတွေရှိရဆိုလို့ရှိရင်တီတာကိုသွားပြီးတော့ဆက်သွယ်လို့ရပါတယ်အဲ့လိုမတက်တတ်ပါ